34ထူညာကမောက်ဖေးမြိုင်အိတ်မပြောခဲ့ခြံထဲဆင်းလာခဲ့၍သူနှင့်ဦးဦးငယ်စဉ်ကပြေးလွှားကစားခဲ့သောမြခင်ပြင်တောက်ရှိ ခုံတန်းဖြူလေးပေါ်မှထိုင်နေသည်အိမ်ကြီးဘက်သို့ငင်းနေမိသည်ကောင်းကင်သည် ပြာလဲ့နေ၍ကျယ်လေးများစုံကြသည်လာချမ်းကွေးလေးသာအနောက်တောင်ထောင်ဘက်စီမှ တကူတဲသူ့လိုပဲဆွေးနေပုံရသည်အိမ်ကြီးသည် ညာရိတ်တွင် တိတ်ဆိတ်၍အပေါ်တက်ဖျားကန်းတစ်ထက်ထဲမီးလင်းနေသည်ကြည်ကြည်ကတော့ဒီအချိန်သူ့အိတ်ခမ်းထဲမှာရှိမိဖြစ်သည် သူမကြခင်အင်္ဂလန်ကိုပြန်ပြီးဝယ်ယူပြီးပြန်လာခဲ့မည်ဤအိမ်ကြီးလိုခက်ခဲနာနာအခြေအနေနှင့်စီပေါ်ပြည့်စုံဖို့ဆိုသည်မှာမလွဲကဲကြမအကျိုးပေးနှင့်စူးစမ်းဖို့သာလိုလှပါသည် သူမှတော့ပန်းမွေရာရွှေကော်စောမှာအစစ်တထိုင်ုံပဲဒီကော်စောကိုမမေခင်းပေးခဲ့ပေမဲ့သူ့စိတ်ထဲမှာ ထိုင်ရမှဖင်ပူသလိုပင်တေသူအကြောင်းမကောင်းမပြောဟုသော ထုံတန်းစင်လာကိုလိုက်နာသောအဖြစ်သူ့ပတ်ဝန်းကျင်သည်မိမိအကြောင်းကိုပြေပုံကားချခဲ့သည် သူလည်းမိမိအကြောင်းမကောင်းမကြားခြင်းပါပြီးတော့လည်းမိမိသားအရင်ပဲဖြစ်ခြင်းသည်ဘာကြောင့်များဒီစာချုပ်ကြီးနဲ့မွေးစားသားဖြစ်နေရတာလဲအန်တီအရင်းကတော့အမှန်တိုင်းပြောတာလဲဖြစ်ခြင်းဖြစ်မည်တာမီးနှစ်ယောက်ကြားဆက်ဆံရေးမစိမ့်လို့၍သူသည်မိမိဤသားအရင် သူကိုယ်တိုင်မွေးပေးခဲ့တာဟုပြောခဲ့တာလည်းဖြစ်နိုင်ပြီမမေချမ်းသာပေမဲ့သူ့ကိုကျွေးတွေနဲ့ထားရခဲ့သည်ကျွေးဆိုသည်ကပေးဆက်ရန်ငွေမဟုတ်ပါ တခုကတိုင်းပြည်အပေါ်ကျွေးမမေလုပ်ငန်းတွေသူသိရှိခဲ့ရသလောက်ရွှန်းတဲ့ပစ္စည်းများပိုးထည်များ ကြောက်တံပရံများနှင့်ရွှေချောင်းများကိုအပေါ်ယံအစိုးရကို အပြကောင်းအောင်ကုမ္ပဏီဖွင့်ရောင်းခဲ့သူတကယ်တမ်းနိုင်ငံသားကိုယ်စားလှယ်များနှင့်ပူးပေါင်းကာရွှေချောင်းတွေကိုပြည်ပသို့တရားမဝင်တည်ယူခဲ့သည်မမေနိုင်ငံသားတွင်ယင်းသည့်မြုပ်နှံသောငွေများသည်ကိုမြမပြည်ထဲကရွှေနှင့်မဟုတ်ပါလားသူတို့ဒီလိုပဲယူဆခဲ့သည်သူသည်ဖြစ်နိုင်သော နီလန်းဖြင့် မမေပြည်ပသို့တဲထုတ်သွားသောကြောက်တံပဒံများများနှင့်ရွှေချောင်းတွေကိုမြမပြည်ကို ပြန်လည်ယူရမည်ဒါမှသူ့တိုင်းပြည်အတွက်ကျွေးဆက်ရမည်ဒုတိယကျွေးကဥဥသူတို့ဤစီစဉ်ချမ်းသာတွေပင်ကိုကရှိသည်မှန်ပေမဲ့အန်တီအရင်းပြောစကားအရာဥဥရောက်လာမှတစ္ဆာရှိစွာကြိုးပမ်းဆောင်ရွက်ခဲ့၍တိုးပွားလာခဲ့ရသည် သူခမရပေါတဖက်ပြက်သည့်အထိအနစ်နာခံခဲ့ရပြီးဘာကြောင့် ဖဲကူးလိုနေရာမှာတွားရောက်ဇက်မြုံနေရသည်။ဥဥမှာခန်းစား권အပြည့်ရှိသည်။မမေအပေါ် ။ဦးဦးစိတ်နာမီဆိုလဲနာကြီးเสียပါ။သူတို့ဤအတွင်ရင်အတိအကျကိုတော့မသိ။သို့တော်ဘာပဲဖြစ်ဖြစ်မင်းမင်းမဆက်ခဲ့တော့အချစ်ကျွေးကိုသူဆက်မီ။ပြီးတော့စိန်တစ်တယ်၍စက်တရေရှိသောမျက်နှာမျိုးမောင်ကြည်လင်၍အိန္ဒြေရသောမျက်လုံးများကလွန်မိုးနိုင်စွမ်းအားရှိသောသူဖြစ်ကြောင်းပြတ်တနေသည်။ဖြက်လက်တွက်လက်နှင့်စီမံခန့်ခွဲတတ်သောမိန်းကလေးကို သူမြင်ရောက်လာသည် သူသည်ဥဥသားဆိုတော့စိမ့်ကသူ့အမအဖေတူအမေခွဲသည် ဆွေဤအရေးအသွေးကိုပုံမှန်တိုးတက်အောင်ပံ့ပိုးကူညီဖို့ကသူ့မှာတာဝန်ရှိသည်ရခင်ကချစ်သူလိုတိမ်ညွတ်ခဲ့သောစိတ်ကို ထိန်းချုပ်ရမည်ပဲပေါ့သူမောလိုက်တာဒီအိမ်ကြီးမှာစိတ်အေးချမ်းသာစွာနေနိုင်ပါလျက်နှင့်မိမိသည်ကိုဒုက္ခကိုရှာခဲ့လေသလားမိမိရည်ရွယ်ချက်ကဘာလဲညလေအေးများကသူ့အနားမှာဖြင်းချင်းစွာ ဖြတ်တန်းသွားသည်ပန်းရက်များတင်းပြက်ကြင်ရခဲ့သည်ဥဥကိုချက်ချင်းတွားတွေ့ဖို့ အန်ဒီအရင်းတို့တားမြင့်ခဲ့သည်ဦးဦးအတော်နာကြီးနေဟန်ရှိသည် အင်္ဂလန်က ပြန်လာမှပဲခြေတလုံးဖက်၍တောင်းမှန်ရတောင်းမှန်ရမမေထားခဲ့သောကြွေးကိုဆက်မြင်ကောင်းကင်တွင်လကွေးကလေးသည်အိတ်ဆက်ချင်လာပြီးထင်ပါရဲ့မိမ့်မိန်နေသည်ကျဲကလေးများကတော့သူ့ကိုမျက်တောင်လေးများပုတ်ခတ်ပုတ်ခတ်နှင့် သူ့အကြောင်းပြောနေပုံရသည် ကောင်းကင်ပြဤတမိုးအောက်တွင် နေကြသော လူများဇက်ထုပ်ကကျဲလေးတွေထက် မြပြဆန့်ကျယ်သည်တိပ္ပံပညာရှင်များကအသစ်ထွက်ပေါ်လာသောကျယ်တကွန်တွင်နက္ခတ္တရာတွင်ဂျိုတွေကိုကောင်းကင်အနှံ့ရှာဖွေနေကြသည်ယခုလည်းရှာဖွေနေစေနောက်လည်းရှာဖွေနေကြအောင်မည်ဒါပေမဲ့ကောင်းကင်ပြသည်မြို့ဝတ်နှစ်နည်းဆန့်ကျယ်သည်ဆိုသည်သိပ္ပံပညာရှင်တို့ကြိုးပမ်းမှုအောက်တွင်တနည်းအဆုံးသက်ကောင်းတက်နိုင်ပြီလူတို့ဤဘဝဆိုသည်ကတော့ရိုးသားတတ်စဉ်မြင့်မြတ်သော စိတ်နှင့်တစ္ဆာတရားရုံမှရက်ဆက်ခြင်း အစဉ်ရှင်တွဲကပ်ပါလာသောယမတ်မောဟတရားစိမ့်နှင့်ငါနှင့်ရှင်တွဲသောလောဘတရားစိတ်တွေကညိပေးချနေသော လူဘဝဤနည်းနည်းစံပြမှုကိုဘယ်သိပ္ပံပညာရှင်ကမှအဆုံးတိုင်ရှာဖွေနိုင်မည်မဟုတ်ပေ။ဒါကြောင့်လဲမြတ်စွာဘုရားကတဏှာဤအဆုံးကို မကြံစလေနှင့်ဟုဆိုခဲ့ခြင်းဖြစ်မည်။ဝိဖွာခြင်းနှင့်တည်ခြင်းကြမှာလူသည်တဏှာခရီးဆက်ဖို့အမျိုးမျိုးလှုပ်ဆောင်တော်ကြသည်။ ။တဏျာပြက်ကြောင်ရှာသူကတော့နဲလှသည်။ကျဲလေးမြောက်ကိုမော့ကြည့်ရင်မောင်ဖေမြိုင်သည်ကျဲလေးတလုံးပဲဖြစ်ချင်လာသည်။အချိန်တန်ကြွေသွားုံပဲ။လူဘဝကတော့အကြောင်းနှင့်အကျိုးနှင့် သူ့အမေသည် သူပြုတ်ခဲ့သောအလုပ်တွေ၏အကြောင်းရင်းကြောင့်အကျိုးတရားမျိုးစုံကိုခံစားသွားရသည်။တဏျာမှလောင်မေမေဘာတွေရှောက်လို့အုံမြင်မသိသူသည် မကြခင်ဘဝအစ်စ်ကိုစရမည် လူဘဝဆိုသည်ကိုစတင်ခြေလှမ်းရသောအခါကောင်းသောအကြောင်းရင်းခံသည့် အလုံမျိုးပဲလုပ်ပြရစီသူသည်တကယ်ပင်ရေရွတ်ဆူတောင်းမိသည်ထိုညကအိမ်ထဲပြန်ဝင်၍အိတ်ခဲ့ပင်မဲတော်တော်နှင့်အိမ်မပြောခဲ့ပါသူဤအိမ်ကြီးတွင် မွေးဖွားကြီးပြင်းလာပုံကို ပြန်လဲတွေးတော်နေရင်မိုးလင်းခါနီးမှ အိပ်ပျော်သွားသည် နောက်အပတ်ထဲမောင်ဖေးမြိုင်ပြန်သွားသည်ကိုအရင်းတို့မိသားစုနှင့်ကြီးကြီးဒေါခင်တနာတို့လေစိတ်မှလိုက်ပို့ကြသည် အပြန်တွင်ဒေါခင်တနာက ကိုလှဦးတို့သားအဖကိုပြန်လွှတ်၍အရင်းကိုအိမ်ခေါ်လာခဲ့သည်ကြီးမားကျပြန့်လှသောအိမ်ကြီးမှာဒေါခင်တန်နာသည်တယောက်ထဲမြေမြအထီးကျန်မြေကို အရင်းတွေးမိပါသည်ကြီးကြီးရဲ့ဘာကိစ္စအပဲရှိရှိအရင်းကိုဖုံးဆက်နော်ကြီးကြီးကိုတယောက်ထဲထားရတာစိတ်မချပါဘူးအရင်းကဧကန်းတွင်ထိုင်ရင်းပြောလိုက်သည်ကြီးကြီးခိတ္တအမောဖြေပြီးမှသူ့စကားစပြောသည် သူကအရင်းရဲ့တက်နိုင်သလောက် ကိုဘွားကအသိဉာဏ်နဲ့ပေးတဲ့ပညာနဲ့ကြိုးစားခဲ့တာပဲအခုလိုအထီးကျန်ဘွားရောက်တာကတော့ကံအကျိုးပေးပဲလေဘဲတက်နိုင်မှာမလဲကိုကသာဘသူ့ဘောမှမဆိုးပြရစီနဲ့လို့ဆုတောင်းမိတယ်ကြည်ကြည်ဒီခဏစကားရက်နေရင် အရင်းကနားထောင်နေသည် အရင်းဘာလို့ပေးရမလဲမောင်ဖေးမြိုင်ပြန်လာရင်မောင်တေဖေးကိုသူသားတွေ့မှာပါမြိုင်ဆုံတဲ့နေ့ကမောင်တေဖေးလာတော့ ပြန်ကန်နီပြောသွားတဲ့စကားတွေအရင်တတိယနေအောင်မှာပေါ့မောင်ဖေမြိုင်ကို မောင်တင်ဖေနဲ့ရတဲ့သားပါလို့မြိုင်ဖွင့်ဟဝန်ခံတာကိုရောမောင်ဖေမြိုင်ကို မွေးစားသားပါလို့စာချုပ်တာကိုရောတန်နေရရှိတယ်လေအကြောင်းတစ်ခုခုရှိရမယ်တဲ့အဲ့ဒီနေကမောင်တင်ဖေပြောသွားတာအရင်တတိယမှာပါအေးအဲ့ဒီလိုပဲမောင်ဖေမြိုင်ကလည်းစာချုပ်ကိုတွေ့တော့မောင်တင်ဖေလိုပဲတန်နေရရှိတယ်သူတို့နှစ်ယောက်အတွေးခေါ်တူကြတယ် ကြီးကြီးစိတ်ထဲမှာလဲမောင်ဖေမြိုင်ဟာမောင်တင်ဖေသားအရင်ပဲဖြစ်ပါစီလို့ဆုတောင်းပါတယ်ကွယ်ကြီးကြီးကပြင့်တက်ချလိုက်၏မြိုင်သားအရင်ဆိုတာကိုတော့အရင်အမတ်ခံရဲပါတယ်အရင်ကိုယ်တိုင်မွေးပြလိုက်ရတာမုံနာကိုခလေးဖေဘသူလဲလို့မေးတော့ကိုတင်ဖေလို့အဲ့ဒီလိုဖွင့်ပြောပါတယ်နောက်မှသူစီစင်သားတွေကို အရင်နားမလည်ဘူးကြီးကြီးလည်းဒီလိုပဲဒီတော့ကြီးကြီးဆိုလိုတာက ကြည်ကြည်မမြညူနဲ့တွားတွေ့ခြင်းနဲ့မောင်ဖေးမြိုင်ပြန်လာတဲ့တနေ့မောင်တင်ဖေးစီကိုအမှန်သွားမှာပဲကြည်ကြည်တို့ကလည်းမောင်တင်ဖေးကိုကျမ်းမာရေးမင်းမြန်ဖို့တွားဖို့ဝီတရားရှိတယ်လीမောင်တင်ဖေးဟာနာကြီးခံခတ်စိတ်နဲ့ခုထိစိတ်မာနေတော့မေလားမသိမြန်ကိုဘလို့ပဲစိတ်နာနာတောက်ကိုတော့တွေ့ခွင့်ပြုစေခြင်းနဲ့နှစ်ယောက်တွေ့လို့တန်ရရှင်းသွားကြရင်မောင်ဖေးမြိုင်နဲ့စိတ်အေးလက်အေးရှိမယ်နှစ်အိမ်တော်ပူးပေါင်းနိုင်ရင်အကျိုးဆက်တွေအများကြီးခံစားရမှာ မမညိုဟာလိမ္မာပါနဲ့ပါတယ်မဆိုးပါဘူးသူ့ကိုသွားတွေ့ပြီးမောင်တင်ဖေကိုနားသွင်းထားဖို့ပြောထားစီခြင်း ਨੇ မောင်မွန်းကတော့လိုက်ဖို့ယုံပဲမောင်မွန်းကိုတော့မောင်တင်ဖေကလက်ခံခြင်းပုံမရဘူးအရင်ဒီအေးဆေးစွာစဉ်းစားနေရမှကောင်းငိတ်လိုက်သည်အရင်အားရတဲ့နေ့ဖုန်းဆက်မယ်လေជីជីအားရတဲ့နေ့သွားတာပေါ့အရင်ပြန်လိုက်အောင်မယ်အရင်ဒီနှုတ်ဆက်၍ပြန်လာခဲ့သည်35 မမြညိုကជីជីဒေါခင်တနာနဲ့အရင်းကိုလက်ခံတွေ့ဆုံပါသည်ရစ်ချတ်ပါလာပေမဲ့ရစ်ချတ်ကသူ့စကားဝိုင်းမှာမထိုင်ပါစိတ်နှင့်ထမင်းစားခန်းမှာစကားပြောကြရင်သည်ဖြော်ရည်အေးနှင့်ဧကခံရင်မမြညိုသည်ជីជីစကားပြောနေသည်ကိုနားထောင်နေသည်မြိုက်ကိစ္စပြီးကလေးကជីជីကိုလာတဲ့မှာလေမောင်တင်ဖေးကျမ်းမာရေးလဲជីជីအမြဲတမ်းစိတ်ပူပန်မိတယ်မောင်ဖေးမြိုင်လဲမတော်ခင်စာချုပ်စာတမ်းတွေရှင်းလင်းနေရလို့မလာနိုင်တာជីជីတောင်းပန်ပါတယ်မလို့ပါဘူးជីជីရဲ့ជីជីက တယောက်ထဲရဲ့ညညိုကတစုံတရာတန်တရာမရှိသောမျက်နှာနှင့်စကားပြောနေသည်အရင်းမကြမကြာကြီးကြီးကိုလာကြည့်ပါလေ ជីជីစိတ်မှာမမြညူတို့သားမိနဲ့လဲအကျွမ်းတဝင်နေကြပါလေမမြညူတို့သားမိလဲជីជីအိမ်ကိုဝင်ထွက်ဆက်ဆံပါမြညူတို့မှာជីជីတည်တဲ့အတိုင်းဆိုင်ကလည်းတစ်ဖက်အခုဆိုကိုတင်ဖေကိုသူ့အဖေများအိမ်မှာထားပေမဲ့သားအမိနှစ်ယောက်တလက်စီနေပေးရတယ်ညလည်းတော့အိပ်ရတယ်သူစိတ်ထက်မကြစေချင်ဘူးလေသူကြည်ရတာအတော်စိတ်ထိခိုက်နေပုံပဲအိမ်ကလေးလည်းပြင်ဆောက်ရတယ်အေးလေတဖြည်းဖြည်းပေါ့သူစိတ်ကြည်တာတဲ့အခါမမြညူစကားပြောကြည့်ပါမောင်ဖေမြိုင်ကလန်ဒန်ကပြန်လာလို့ရှိရင်လာ ားခြင်းနဲ့လို့ပဲပြောပါជីជីမောင်ဖေးမြိုင်ကိုခေါ်ပြီးလာခဲ့မယ်မောင်တင်ဖေးကသာအေးအေးသာသာလက်ခံစီခြင်းနဲ့မမြညိုစူးစားပြီးပါမမြညိုသဘောကရောမြညိုသည်ဝိုင်းဆက်ညိုမောင်သောမျက်လုံးနှင့်ဒေါခင်တန်နာကိုစိုက်ကြည့်ကာတက်ပြင်းချလိုက်သည်ជីជីရောအရင်းရဲ့ပါမိမသားတွေပါနော်မြညိုမှာတမိတသက်ဘလို့ခံစားရတယ်ဆိုတာစာနာမိကြမှာပါစာနာမိပါတယ်အရင်းကဝင်ရောက်ပြောလိုက်ជីជីတူမကမမြညိုကိုပေးခဲ့တဲ့စိတ်ဒုက္ခဝေဒနာတွေအတွက်လဲជីជីတောင်းမ မှန်ရအောင်အခုလာတာပါကျေးဇူးတင်ပါတယ်ကြီးကြီးတစ်ဖက်ကဒီနှလုံးသားနာကျင်မှုကိုခံစားရတာနဲ့အမျှတစ်ဖက်ကလည်းငါဒီစားတော့ဆိုင်ကိုခက်ခဲနနာဖြစ်အောင်လောက်ကရင်ဆောင်ရွက်နိုင်တာမမကျေးဇူးဆိုတာညညို့အမြဲတည်းရတယ်တသက်လည်းမမိပါဘူးကြီးကြီးတို့စီးပွားရေးကိုတဆွန်ဆန်များကူညီခဲ့တဲ့မောင်တဖိတ်ကျေးဇူးလဲကြီးကြီးတို့အပေါ်မှာရှိပါတယ်မှန်ပါတယ်ကြီးကြီးညညို့ဟာတောသူပါတောတလိအတိုင်းကျေးဇူးတရားတည်တတ်ပါတယ်အကိုကိုမောင်ဖေမြိုင်ကိုတွေ့ဆုံလက်ခံဖို့ညညို့တိုက်တွန်းပေးပါမယ်တခု ုပဲជីជីကြိုးပမ်းမှုဟာမြညိုတို့မိသားစုလေးပြန်လည်ပြိုကွဲရတဲ့အဖြစ်မရောက်ပါစေနဲ့မြညိုသည်ပျော်ရင်ငိုတံပါလာ၍မျက်ရည်တွေကျလာသည်အရင်းရောဒေါခင်တနာပါစိတ်မကောင်းပါမြညိုကရှိုက်ရင်းဆက်ပြောသည်မြညိုပေါ်ကမှလေအခုပေါင်တစ်ဖက်ပြက်ယုံမကလို့နှစ်ဖက်စလုံးပဲပြက်ပြက်မြညိုအိမ်ဦးမှာအကိုရှိနေတာဟာကြက်တရေပါပဲမြညိုအကိုကိုရှာကျွေးနိုင်ပါလေမြညိုတနေကုန်ပင်မဲလာပေမဲ့အိမ်ပြန်တော့အကိုကိုမြင်ရတာရှင်နဲ့အေးသွားတာပဲမွေးလာကလေးက အဖေကိုမမြင်ရတဲ့တမိလေးစိမ့်ဟာလဲမြညိုလိုပဲထထူခန်းစားရမှာပါမြညိုသည်လက်ကင်ပေါ်ကနှင့်မျက်လုံးကိုတုပ်လိုက်သည်မဖြစ်စေရပါဘူးတမိជីជីတို့မိသားစုကိုမမြညိုတို့တန်နေရရှိမယ်ဆိုရှိလောက်ပါတယ်ကြည်ကြီးတို့မိသားစုလုံးပုံကလည်းမမညိုတို့အိမ်တော်မိသားစုလေးကိုပြိုကွဲအောင်လုပ်လိုက်တယ်လို့ဖြစ်သွားရတဲ့အတွက်မမညိုဒီလိုပြော့တင်ပါတယ်ခုတစ်ခါမှာတော့ကြည်ကြီးအာမခံပါတယ်ကြည်ကြီးလည်းနောက်ထပ်နေရ9နှစ်ပေါ့ခု80ပြည့်တော့မယ် ကြီးကြီးမသေးခင်မောင်တင်ဖေးတို့တားဖနှစ်ယောက်လည်းတန်တရာရှိစီခြင်းနဲ့ပြီးတော့မမညူတို့မိသားစုနဲ့ကြီးကြီးတို့မိသားစုတအိမ်အောင်တဲလို့ပြန်လဲပေါင်းစည်းစီခြင်းနဲ့ဆန္ဒဟာကြီးကြီးရဲ့အထူးကရှိရွယ်ချက်ပဲရှုံးပါသမီးရဲ့ကြီးကြီးကပါ စကားပြောရင်စိတ်မထိန်နိုင်ပဲငိုပါတော့သည်အရင်းကကြီးကြီးကိုနှစ်သိမ့်၍ကားရှိရာပြန်လာကြသည်ထမင်းစားခမ်းမထဲတွင်ရစ်ချက်နှင့်စိန်ကစကားပြောစေဖြစ်သည်ဟုတ်ပါပြန်တော့မလားစိန်ကလှမ်း၍ကြိုဆိုက ကားရှိရာအထိလိုက်ပို့သည်ပြန်အောင်မဲ့သမီးတို့ជីជីကနှုတ်ဆက်၍ကားပေါ်တက်သည်ရစ်ချတ်နှင့်အရင်းကလည်းစိမ့်တို့သားအမိကိုနှုတ်ဆက်ထွက်ခွာလာကြသည်ကားလေးမျက်စိအောက်ကပျောက်သွားတော့မှစိမ့်သည်မြညိုကိုလူရှင်းရာစပွဲကုံသို့ခေါ်သွားသည် ထိုင်မအောင်မေမေဖွားဖွားကဘာလီပြော့သွားလဲစိမ့်ကတိကျင်စောနဲ့မေးလိုက်၏တမိအနားမှာရှိစေခြင်းလားမရှိစေခြင်းလားမသိလို့ရစ်ချတ်နဲ့စကားပြောနေရတာဘာလီပြော့သွားလဲတမိအနားမှာမရှိတာကောင်းပါတယ် အဖွားကြီးကတနာစရာကောင်းပါတယ်။မောင်ဖေမြိုင်လန်ဒန်ကပြန်လာရင်တမိတို့အဖေကိုလာတွေ့ချင်တယ်တဲ့။အဲ့ဒါဖေဖေဒေါသမပြေမှာဆိုလို့မမေကကြိုတင်နားသွင်းထားဖို့လာပြောတာ။စိမ့်ကငိုင်နေသည်။နေပေါင်းတမိကတော့ရစ်ချတ်နဲ့ဘာတွေပြောနေလဲ။မမညိုက မေးလိုက်၏ရစ်ချတ်ကတမိအလုပ်တွေချက်ထွင်ဖို့အစီအစဉ်ရှိသေးလားတဲ့တမိကရှိတယ်လို့ပြောလိုက်တယ်သူက အခုဘာလုပ်နေလဲ သူ့အဖေကအင်ဂျင်နီယာဆိုတော့သူ့အဖေဆောက်လုပ်ရေးကုမ္ပဏီမှာတွဲဖက်လုပ်နေတယ်ပြီးတော့သမီးစိတ်ထင်ကိုဖေမြိုင်ပြန်လာရင် လုပ်ငန်းတစ်ခုထူထောင်မယ်ထင်တယ်ဘလို့ရစ်ချတ်ပြောစကားအရာရစ်ချတ်စီကလည်းသူ့လုပ်ငန်းအစီအစဉ်တွေကိုစာရေးတယ်တဲ့ရစ်ချတ်ရဲ့အဖေဥလှဦးစီကလည်းစာရေးတယ်တဲ့ရေအားလျက်စင်အင်ဂျင်နီယာတူရေချောင်းအင်ဂျင်နီယာတူနဲ့ဆယ်မြောင်းအင်းအိုင်အင်ဂျင်နီယာတူဥလှဦးရဲ့မိတ်ဆွေတွေက ရှာဖွေပြီးဆက်သွယ်ပေးပါဆိုလို့ ရစ်ချက်ဖေဖေကဆက်သွယ်ပေးလိုက်တယ်။အဲ့ဒီလူတွေနဲ့လန်ဒန်ကနေကိုဖေမြိုင်ကသူ့လုပ်ငန်းတွေတိုင်ပင်စီစဉ်နေတယ်တဲ့။သူနဲ့လည်းတချို့လုပ်ငန်းမှာပူးပေါင်းဆောင်ရွက်တယ်။လန်ဒန်မှာရှိတဲ့ကျွမ်းကျင်သူပညာရှင်တွေနဲ့လည်းဆွေးနွေးတယ်။ဖိတ်လဲဖိတ်ခေါ်လာခဲ့မယ်တဲ့။ပြီးတော့တမိချက်တွင်ခြင်းတဲ့အလုပ်တွေရှိရင်ရစ်ချက်ကသူ့တမိနဲ့လက်တွဲလုပ်ချင်တယ်တဲ့။မမြညိုကနားထောင်ရင်းစက္ကနဲခေါင်းကိုမတ်လိုက်သည်။ဒီစကားကအတိပ္ပယ်ရှိတယ်နော်။ ။တမိနဲ့မှလက်တွဲလှုပ်ရှင်နေဆိုတော့တမိနားလေလား။နားလေပါတယ်။တမိကဘလို့ဖြေလိုက်လဲ။ဘာကိုမှနားမလဲတလို့ဟန်နေပဲ။တမိရင်ထဲရှိတဲ့အစီအစဉ်ကိုပြော့ပြလိုက်တယ်။မမေမမိပါလေ။ဟိုတခါအန်ဒီမြိုင်အက်ဒီတာရောင်ဆောင်မိလာတော့က ပြောသလိုပါပဲရှန်ကုန်မန္တလေးမန္တလေးကမုံရွာရှန်ကုန်ကမော်လမြိုင်အဆရှိတဲ့အဝေးပြေးမော်တော်ကားလမ်းတစ်လျှောက်တန်ရှင်းတရက်တဲ့အနားယူစခန်းလေးတွေစောင့်မယ်အစားအသောက်ကောင်းကောင်းနဲ့အိမ်သာတည်တံ့ထားဖို့အစီအစဉ်ရှိတယ်လို့ပြောလိုက်တယ်အဲ့ဒီရစ်ချတ်ကအရေးမကြီးပါဘူးဖဖွားကြီးကဘာသဘောနဲ့လာပြောတာလဲတမိတို့မိသားစုကိုဒုက္ခပေးရောမလို့လားမမညိုကတမိခေါင်းကိုပုတ်လိုက်ရင် မမေနဲ့တလေတဲထွက်တဲ့တမီဒေါခင်တနာကို မမေကစကလုံးလှလှနဲ့တမီဆိုလိုတယ်လို့ပြောလိုက်ပါတယ်ជីជីကအရင်လိုမဖြစ်စေရပါဘူးလို့အမခံပါတယ်ဘာပဲဖြစ်ဖြစ်ပေါ်ဖဖွားပေါ်တမီတန်နေရမဖြစ်ပါနဲ့အဖွားကြီးကစကားတီပုံရပါတယ်သူတောင်းဆိုတာကလည်းကြိုးကြောင်းစီလျော်ပါတယ်အချိန်တွေရှိပါသေးတယ်လေမမေတဖြည်းဖြည်းနဲ့ဖေဖေကိုနားဝင်အောင်ပြောပါမယ်ဘာလဲ မမေကခုတခါဖေဖေကိုသူတို့အိမ်ပြန်လို့အောင်မလို့လားအရင်တော့ကတမိကမမေပိုက်ထဲမှာရှိနေတော့မလို့နော်အခုတမိအရွယ်ရောက်လာပြီဖေဖေဟာအခုဒဇော်တစ်ခုကိုဆုံးဖြတ်ရမှာမမေဆန္ဒကိုပါယူရတယ်လို့တမိဆန္ဒကိုလည်းယူရမယ်ဆိုတာမမေရောဖေဖေရောမမေတင်ဘူး မမေနားလဲပါတယ်တမီးရဲ့ဖဖေနဲ့တမီးဆူးနေဖို့လိုလားမြညိုတီငင်းနေရမှလလော့စေမလိုသေးဘူးလေဖဖေကိုအကျိုးချောင်းပြောပြပြီးမှအဲ့ဒီအပေါ်မူတည်ပြီးရှေ့ဆက်လောက်ရမှာပေါ့ဖဖေဘလို့ဆုံးဖြတ်မလဲမသိပါဘူးစိတ်အေးအေးထားပါတမီးရဲ့ရစ်ချတ်ကတော့ပြောပုံဆိုပုံမဆိုးပါဘူးကိုဖေမြိုင်လည်းတိတ်မွေ့ပါတယ်ဒါပေမဲ့အန်တီမြိုင်လိုစိတ်ထားသူ့သားမှာပါမှာဆိုးတယ်ဖဖေကလည်းဒီလိုပဲလေတမီးတရေရသေးလား မောင်ဖေမြိုင်ကိုဂျိုင်းတောက်နဲ့ရွယ်တဲ့နေ့ကဖဖေပြောတာသူ့အမေကဖဖေကိုခြေတော်တင်တယ်လို့သူ့သားကငါသမီးကိုခြေတော်တင်ခံရမှာစိုးတယ်ဆိုတာစိမ့်ကသူ့အမေစကားကိုနားထောင်ရင်တွေ့ဝေသွားပြန်သည်ဖဖေပြောတော့အန်တီမြိုင်မဆုံးခင်ကဖဖေဟာကိုဖေမြိုင်ရဲ့အဖေလို့ခွင့်ဟဝန်ခံခဲ့တယ်ဆိုတကယ်မှန်ရင်ကိုဖေမြိုင်အတွက်ဘာမှပူပန်စရာမလိုပါဘူးသမီးနဲ့သူဒစိမ့်မှမဟုတ်ပဲအဖေတို့အမေကွဲဖြစ်နေပြီလေသမီးရဲ့ဆက်ရှုပ်ကြီးကိုကောင်းရှုံမခံပါနဲ့ ဘာသာမဲ့မိမဘာရင်လုတ်ခဲမှန်းမှမသိပဲမိလိုက်တော့သူ့ကျေစုဒုက္ခရှိတယ်လေတခုတော့သတိထားရလိမ့်မယ်ဘာကိုလဲရစ်ချက်ကို မမညိုကတမိဖြစ်သူမျက်လုံးကိုစိုက်ကြည့်၍မေးလိုက်သည် စိမ့်ကသတိထားဖြစ်သည်သတိထားရမှလားစဉ်းစားရမှလားမေမေနှစ်ခုလုံးပဲသတိထားပြီးစဉ်းစားပါမယ်စဉ်းစားတဲ့အခါလဲမေမေကိုသတိပေးပါမယ်မြို့ပြက ပေးတဲ့ဝေဒနာကိုမေမေရောတမိရောခံစားရဖို့ပဲကဲတမိသွားတော့ဧည့်သည်တို့ကြလာပြီ စိမ့်သည်ဧည့်သည်များကိုကြိုးစို့ဧည့်ခံရန်ထွက်သွားတော်သည်36ကိုတင်ဖေးသည်ဘရနာရှိ dream bag ပေါ်မှာတက်တောင့်တက်တာလှည်ရင်းစဘာခင်းများစီ ကြည်နေသည် ဆောင်းလာကနိလေဘက်တွင်စဘာခင်းများကိုဖြတ်ကျော်လာ၍နွေးနေသည် မကြခင်ရိတ်သိမ်းတော်မီဖြစ်၍စဘာပင်များအနှံ့များနှင့်ဝင်းမဲ့နေကြသည် လေရင်းလိုက်တိုင်းတပင်နဲ့တပင်မှီကတီတိုးရေရွတ်နေကြသည်များမှာသူတို့ဤနောက်ဆုံးအချိန်နီး၍နှုတ်ဆက်နေသည်လိုပါပဲဆောင်းနောင်းမြို့ ဥပောက်တွင် ရွှေရောင်စပါးခင်းသည်ရိုးပြက်များသာကြံတော်မူ။ဒဇင်ထက်တွင်သူတို့စခန်းသိမ့်ကြရတော်မူ။သူ့ဘဝကောစခန်းသိမ့်ချိန်နေပြီလား။ပေါင်ပြတ်သွားသည်ကလွဲ၍ကြံကျမ်းမာရေးအခြေအနေကကောင်းနေစေပဲ။ဒါပေမဲ့ဒီပေါင်ပြတ်သည်သူ့ကိုမေ့မရသောအတိတ်အကြောင်းကိုပြောပြနေသလိုဖြစ်သောအခါစိတ်ကမပျော်ပါ။အချိန်နှင့်အမျှတရားသတိရှိနေသည်မှမဟုတ်ပဲ။အကို နေ့လယ်စာနှစ်ဖက်တော့စားမလားတမီးကငရမ်းကြောက် support လေးဖုတ်ပေးလိုက်တယ်ညညူကအနားရောက်လာသည်နှစ်ခုစလုံးစားမယ်ရင်းနှွေးချမ်းမှာယူခဲ့ညညူသည်လင်ပန်းပေါ်မှာနှစ်ဖက်တော့ငရမ်းကြောက်ဖုတ်နှင်ရင်းနှွေးချမ်းသူ့အတွက်ထမင်းချမ်းကတပကံထည့်လိုက်သည်အမျိုးသမီးတွေကနေ့လယ်စာနှစ်ဖက်တော့ကိုထမင်းချမ်းနှင့်မှစားရတာအရသာတွေ့သည်ညညူလေးအကူလီမထအောင်တင်းမောရွက်ရိပ်ရိပ်လှီးပြီး လက်ဖက်နဲ့အတူထည့်ထားတယ်။အကူကအထအသွာနေတော့အစင်မသိရင်လက်ဖက်ကလေးပွားတတ်တယ်။ညညိုလှမ်းပေးတော့လက်ဖက်တုပ်ကိုလှမ်းယူ၍ကိုတင်ဖေကတစွန်းစီစားနေသည်။အကူတွေ့လား။လက်ဖက်သားပေးရပစွန်ချောက်ကဖြာပုံကလက်ဆောင်ရတာပစွန်ချောက်တေးသေးလေးတွေလက်ဖက်ပေးမှာပုံထားသည်ကိုညညိုကလက်ညှိုးထိုးပြသည် သူကိုယ်တိုင်ကလည်းထမင်းကျန်းနဲ့လက်ဖက်တုပ်ကိုစားနေသည်အခုကော်ဖီရောယုံမလားနက်ရှိတယ်ခုတနေ့ကជីជីလာပေးတယ်ကိုတင်ဖေကအံအားတင်သွားပုံရသည်ជីជីတော်ခင်တန်တာလားဟုတ်ပါတယ်အရင်းနဲ့လာကြတယ်မြတ်ညူတော့ဖြော်လိုက်အောင်မယ်မြတ်ညူဒီကော်ဖီဖြော်ရင်စကားစဘယ်ကစရမည်ကိုစဉ်းစားနေမိသည်ကော်ဖီခွက်ကင်ကကိုတင်ဖေးအနာပြန်လာသည်အကို ကော်ဖီအရင်တောက်မလားရင်နွေးချမ်းအရင်တောက်မလားကော်ဖီပဲတောက်ပါမယ်။မြညိုကကော်ဖီပကံကိုကိုတင်ဖိတ်လက်ထဲထည့်လိုက်သည်။အဖွားကြီးကဘာပြောသွားသည်လဲ။အခုအပေါ်အတော်တယောစင်ကြီးပါတယ်။အဖွားကြီးကအေးလေအေးသူတော်ကောင်းကြီးပါ။မမြညိုမှာသူပြောလိုသောစကားတို့အကွက်ဆိုင်လာ၍ဝမ်းသာသွားသည်။အခုကျမ်းမာရေးကိုလာမင်းကျင်တာပါ။အကူကစိတ်ထိခိုက်နေတော့ဆိုတော့အနောက်ရှက်မဖြစ်စေချင်လို့ ထမဆုံးမြညူကိုလာတွေ့တာ အကိုခွင့်ပြုရင်သူတို့ကအကိုကိုလာတွေ့ချင်တာပေါ့ဘိုးတော့ဆန်ကြသေးတယ်နော် တွေ့ခွင့်တောင်းပြီးမှလာမယ်ပေါ့ကိုတင်ဖေကကော်ဖီတောက်ရင်းမေးလိုက်ဤအော်အကူကလည်းအကူကနေလဲမကောင်းပြီးတော့သူတို့အိမ်ကြီးပေါ်ကမပြေမလည်နဲ့ဆင်းလာခဲ့တာဆိုတော့အဖွားကြီးကလည်းနည်းနည်းမျက်နှာပူတာပေါ့ဒါကြောင့်အကူတို့ဘောအရင်လာရောက်တီးခေါက်ရတာပါ ဘိုးဆန်တာမဟုတ်ပါဘူးကိုတင်ဖေးငိုင်နေသည်လက်ကျန်ကော်ဖီကိုမော့ချလိုက်၏ကဲကရင်ချင်းပြေအောင်ရင်းနှီးချမ်းတောက်လိုက်ရင်းနှီးချမ်းပကံကိုလှမ်းပေးရင်မြညိုကစကားဆက်သည်ချက်ချင်းတော့မလာသေးပါဘူးဘဲတော့လဲ မောင်ဖေမြန်အင်္ဂလန်ကပြန်လာမှပါကိုတင်ဖေဒီပကန်းကိုချလိုက်ရင်ဒရင်ဘက်ကိုပြန်မိလိုက်သည်တားပါပါလာမယ်ပေါ့ဟုတ်တယ်သားတော်လေမြညူကမဖြေတတ်အဖြေကိုစဉ်းစားနေသည်ကြည်ကြည်ပြောသောစကားတွေကိုပြန်စဉ်းစားရသည်အကူကပေါင်တစ်ဖက်ပြက်အောင်ဒီသူတို့အပေါ်သစ္စာရှိစွာနဲ့စီးပွားရေးမှာဆောင်ရွက်ပေးတဲ့ကျေးဇူးတရားရှိပါတယ်တဲ့မြညူတို့မိသားစုနဲ့သူတို့မိသားစုဝင်ထွက်ဆက်ဆံမှုရှိစေခြင်းနဲ့တဲ့ပြီးတော့မမကသူ့သားစီစာရေးခဲ့တယ်မ ဟုတ်လားမောင်ဖေးမြိုင်ဟာအခုသားလို့အဲ့ဒါမောင်ဖေးမြိုင်ကလည်းအဖေတယောက်အနေနဲ့လာကြတော့ခြင်းနဲ့တဲ့နောက်ဆုံးစကားပိုက်ကိုတော့မြတ်ညိုကသူ့ဘာသာထည့်လိုက်သည် ကိုတင်ဖေးသည်မြတ်ညိုပြောသည်မညင်၍နားထောင်ရင်းအတန်ကြာစဉ်းစားနေသည်လေတိုးဝှက်နေသောမှဲ့ဝဲနေသည့်စပါးခင်းမှ တရှဲရှဲမြည်တံတွေကကျုပ်တို့တော့နောက်ဆုံးခီးသွားရတော့မယ်ဟုနှုတ်ဆက်နေတယ်လို့ပင် သူဒီလဲတေမင်းတကားဝရောက်ပြီးမှပြန်လာခဲ့သူတကယ်တော့ကြီးကြီးနဲ့သားမအပြစ်မရှိရခုံမွေးထူထူနဲ့တန့်စင်ကြည်လင်တော့တာဤခန့်ချောမျက်နာကိုမြင်ရမိသည်အေးလေသူတို့လာတွေ့ကျင်နာကိုတော့လက်ခံရမှာပေါ့ဒါပေမဲ့မြညို့ မင်းတို့ကအကိုပေါင်တစ်ဖက်ပြက်တာကိုပဲမြင်မှာပေါ့နော်။ညညိုကဆိုလိုချက်ကိုနားမလဲသလိုလင်းတယ်မျက်နာကိုမော့ကြည့်နေသည်။အကိုရဲ့နှလုံးသားမှာတွေးတွေစိတ်ယူနေတာကိုတော့ဘသူမှမမြင်ဘူး။ကိုတင်ဖေးစကားကိုဆက်ကြတော့ညညိုသဘောပေါက်သွားပါသည်။အတွင်းကြည်ကြည်တယ်လို့ခေါ်ရမှာပေါ့။အပြင်ထရာကလူမြင်ရပါမယ်။ အကိုဘလို့ခန်းစားရတယ်ဆိုတာမတူမှမသိဘူးအကိုရဲ့အခုအစိုးဆုံးကိုကြော်လွန်ခဲ့ပြီပဲမှန်ပါတယ်ဒါပေမဲ့မြညိုတို့ကိုပြစ်ထားမိတာတွေသူတို့အတွက်နွားလိုယုံခဲ့တာတွေပြီးတော့တားပြက်တနာဒါတွေဟာအကိုရင်ထဲမှာမပြောင်းနိုင်ပါဘူးအကိုသာလက်ခွင်းထဲကစပားပင်တွေလိုဖြစ်ရင်ကျွန်တော့ကိုမြ мян တစင်းနဲ့ရိတ်လိုက်ပါလို့ပြောမှာ အကိုကလည်းဆရာတော်ဖရာတရားနာခဲ့ဘူးသားပဲအကိုဘွားကိုအကိုစိုးပိုင်လို့လားဘသူမှမစိုးပိုင်ပါဘူးတည်ရင်တိုင်းလည်းမတည်ရနေရင်တိုင်းလည်းမနေရပါဘူးအသက်ရှင်နေတဲ့အချိန်လေးကိုတပိုးရှိရှိနဲ့ကုန်ဖို့ပဲလိုတယ်ငါငါအကိုလေးဘဘွားမှရှုံနေခဲ့တယ်ကိုယ်တင်ဖေးသည်나ကြီးစွာရေရွရင်ဆက်ပြောသည်ဒါပေမဲ့ပိုစကားလိုပဲငါရဲ့ရှုံးနေခြင်းဟာဂုံကျက်တည်းရရှိပါတယ် ဟုတ်ပါတယ်အခုမှတစ္ဆာတရားရှိတယ်လေညညိုလည်းဒီလိုပဲယူဆပါတယ်ညညိုတို့သားဖလှုပ်ဆောင်ချက်တွေဟာအောင်မြင်တာရှုံးနိုင်တာရှိပေမဲ့ဘယ်သူမှမထိခိုက်ဘူးလေအကိုရဲ့ညညိုခုံယူပါတယ်တစ်ဖက်စားလိုက်အောင်ညညိုကဇွန်းနှင့်အတာခွန့်ပေးသည်ဒါဘယ်တော့လောက်ပြန်လာမလဲမသိဘူးကိုတင်ဖေကမေးလိုက်၏ကြည်ကြီးကဆက်သွယ်မှာပါအကိုညညိုရင်အေးတော့ပါပြီသူတို့မိသားစုလေးဖေယိုဖေယဲဖြစ်အောင် တချိန်ကမမလုတ်ခဲ့ပေမဲ့မမကျေးဇူးတရားကြောင့် စိတ်မြညိုစားတော့ဆိုင်တိုးတက်လာသည်ကိုသူမမေ့ပါဒါကြောင့်သူတို့မိသားစုနှင့်အထူးသဖြင့်အကို့အပေါ်မမဘလို့ဆိုးခဲ့ဆိုးခဲ့တရားခံမမကကွယ်လွန်ခဲ့ပြီသူအဆက်အသွယ်နှင့်တားနှင့်ကြီးကြီးကိုအကို့လက်ခံတွဲဆောင်ဖို့သူအာကာရကင်းစွာဆောင်ရွက်နိုင်သည်ကိုရင်ထဲမှပီတိဖြစ်မိပါသည်